ကတော့ချူချူဆမ်းပါ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါအနာသိစစ်တပ်ဟာဘလို့အကြောင်းမျိုးနဲ့မှယူကောက်ပွဲကိုဖျက်သိမ်းတာဒါမှမဟုတ်ရွှေဆိုင်နာမျိုးလုံးမဲ့သဘောမျိုးမတွေ့ရဘူးလို့နိုင်ငံရေးပါတီတွေကပြောပါတယ်ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်ရှင်တိတ်ဆိုးတဲ့သူ၄000ကျော်ရှိခဲ့တဲ့ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကစကိုင်းမြို့အနီးကိုဗဟိုပြုတ်ပြီးလှုပ်ခတ်ခဲ့တဲ့အေအပြင်းမြင်းကလေးလှုပ်ခတ်မှုကြောင့်ဒီနေ့အကုန်မှာကျင်းပမဲ့ယူကောက်ပွဲလုပ်ငန်းစဉ်အပေါ် ထိခိုက်မှုရှိလာနိုင်တယ်လို့သုံးသပ်မှုတွေရှိခဲ့ပေမဲ့ရွေးကောက်ပွဲကိုဖျက်သိမ်းတဲ့အထိမဖြစ်နိုင်ဘူးလို့နိုင်ငံရေးပါတီတွေဘက်ကပြောပါတယ်။အဲ့ဒီမြင်းကလေးလှုပ်ခတ်မှုကြောင့်လှတ်တော်အဆောက်အုံတွေပါဝင်နေပြည်တော်ကအာဏာသိမ်းစစ်ကောင်စီရဲ့ဝန်ကြီးဌာနတချို့စိုးစိုးရွားရွားထိခိုက်ပျက်စီးမှုတွေရှိခဲ့ပေမဲ့အာဏာသိမ်းစစ်ကောင်စီရဲ့ရုံးပိုင်းဆိုင်ရာလုပ်ငန်းစဉ်တွေရန်နာလိုက်ရတဲ့အထိမဖြစ်ခဲ့တာကြောင့်အခုလိုတုံ့တက်ကြတာဖြစ်တယ်လို့ဆိုပါတယ်။ အာရဗိစကောက်စီဘက်ကရွေးကောက်ပွဲကျင်းပမဲ့လုပ်ငန်းစဉ်ကိုတဆင်ပြီးတဆင်ဆက်လက်လှုပ်ဆောင်နေတာရှိပေမဲ့ရွေးကောက်ပွဲဆိုင်ရာဥပဒေဤဥပဒေတွေကိုတော့ထုတ်ပြန်ကြေညာဖို့ကြံနေသေးတယ်လို့အမျိုးသားနိုင်ငံရေးမဟာမိတ်များဖွဲ့ချုပ်ပါတီဥက္ကဋ္ဌကပြောပါတယ်ရွေးကောက်ပွဲအသေးစားလေးလို့ကျွန်တော်တို့ကတော့ယူဆရမှာပဲဘာလို့ဆိုတော့နိုင်ငံကြီးကတောက်လျှောက်သူပြောနေတာလေဟုတ်ဘူးလားရွေးကောက်ပွဲလုပ်မယ်လို့တော့ကြေညာတာလေစနစ်အဘေလို့စနစ်နဲ့လုပ်မယ်ဆိုတာလည်းမသိရသေးဘူးနောက်ပြီးတော့လက်ဆန္ဒဘယ်လိုခွဲမလဲဘာလဲ ဘာတွေလဲအတိအကျဘာမှရေးရမသိရသေးဘူးအများကြီးကြံနေတယ်ဗျဖြစ်နိုင်မယ်မထင်ဘူးဆိုတော့ဟိုစားလေးနောက်တော့6လအချိန်ရှိသေးတယ်လေဟုတ်လားအဲ့တော့ကျွန်တော်တို့အတိအကျကတော့ဇူလိုင်ပေါ့ဇူလိုင်မှာနောက်ထပ်အပြောင်းလဲမှာအမှတခါလေးကြီးညာမယ်လို့တော့ကျွန်တော်ထင်တယ်အဲနောက်ဆက်တွဲ December မှာပဲအကုန်လုံးကကော်မရှင်ဥပဒေလိုဘာလို့ညာလို့ပါလာလိမ့်မယ်လို့ကျွန်တော်တို့ယူဆတယ် လက်ရှိအချိန်မှာအနာဒိတ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုဝေရောက်ရှင်မြိုင်ကြမဲ့နိုင်ငံရေးပါတီတွေဘက်ကပါတီမပုံတဲ့ဥပဒေအရဖွဲ့စည်းရမယ်ရုံးအရေးအတွက်နဲ့ပါတီဝင်ဥယျာဉ်ပြည်မြေရေလုပ်ငန်းစဉ်တွေနဲ့တမတ်ချက်တွေကိုလှုပ်ဆောင်ကြပြီးဖြစ်တယ်လို့လည်းနိုင်ငံရေးပါတီတွေဘက်ကပြောပါရယ်အနာဒိတ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ဘက်ကလည်းနိုင်ငံရေးပါတီ54ပါတီကိုပါတီမပုံတဲ့ထုတ်ပေးပြီးဖြစ်တယ်လို့အသည့်ထမှန်လျှောက်ထားတဲ့ပါတီ20ကျော်ကိုလည်းစစ်စစ်ဆော်ရွက်မှုတွေဆက်လက်လှုပ်ဆောင်နေတယ်လို့ဆိုပါရယ်ရွေးကောက်ပွဲကို ဒီနှစ်အကုန်လောင်းနှစ်အစမှကျင်းပမယ်လို့တည်ဝင်ပြောဆိုပြီးဖြစ်တာကြောင့်တရုတ်ရုရှားနဲ့အိန္ဒိယနိုင်ငံတွေဘက်ကလည်းယူကော့ပွဲစောင့်ကြည့်လေ့လာတဲ့သူတွေကိုဆစ်လွတ်ဖို့စီစဉ်နေတဲ့အတွက်ကြောင့်အာနာဒိတ်စစ်ကောင်စီဘက်ကယူကော့ပွဲကိုဘယ်လိုနီးလန်းနဲ့မှဖျက်သိမ်းမှာမဟုတ်ဘူးလို့တင်တကမဟာဗျူဟာလေ့လာရေးဖွဲ့မှုဆောင်ဒရိုက်တာကတုံ့တက်ပြောဆိုပါရတယ်။ဘယ်အချိန်လုံးမှာဆိုတော့ဒါတိုင်းအချိန်ကန့်တတ်တစ်ခုနေတာပြောထားပြီးတာလည်းဖြစ်တယ်။ ရွေးရဲဆိုတော့ခုနကပြောလို့အကန့်တကအစရဲတော့ပြောထားပြီးသားဩ2025ဒီဇင်ဘာဖြစ်ရင်ဖြစ်မဖြစ်ရင်2026ဇန်နဝါရီဆိုတော့အဲ့ဒီအတော်အတွင်းမှာပဲဖြစ်နိုင်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဒါတရားဝင်လည်းပြောထားပြီးပြီ။ Next season start တော့ဂျုံမှာပဲလေဂျုံတဲ့ချိန်မှာဘယ်လောက်ထိဟိုဒီပြန်လည်စုံစမ်းရေးလုပ်နိုင်မှာပေါ့ဒါတစ်ချက်။နောက်တစ်ချက်ကဒီရုံးထဏာတွေရဲ့လုပ်ငန်းဆောင်တာတွေဂျုံကရပ်သွားသလားမရပ်ဘူးဆိုတော့ဒါလိုရတာအခက်အခဲရှိမှာမဟုတ်ဘူး။ဒီခုနကပြောလို့ဘာလဲဝန်ထမ်းတွေနေထိုင်ပြီးပေါ်လာရည်ဒါတွေတော့အခက်အခဲရှိမှာပေါ့။ ရုံးမိုင်းဆိုင်ရာအရာထူးခြားတဲ့ခုနဒီရုံးတွေလုံးဝရပ်ပလိုက်ရလောက်တဲ့အထိဖြစ်သွားတယ်ဆိုတော့ဆိုတော့ဒါတမျိုးပြေးလို့ရမယ်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့ပုံမှန်ဆက်နေလို့ဆိုတော့ခုနကပြောတဲ့ဒီကဘောဆောင်ရာကိစ္စရဲ့ပြီးတော့ထူးပြီးတက်ရအောင်မဖြစ်နိုင်ပါဘူးအရာဒိစကောစီကသူတို့ကျင်းပမဲ့ယူကော့ပွဲကိုနိုင်သူအကုံယူစနစ်နဲ့ရောအချိုးကျကိုစားပြုပြီးရယူကော့ပွဲစနစ်နှစ်ခုစလုံးနဲ့ပါကျင်းပဖို့ရှိတယ်လို့ပြောဆိုပေမဲ့နိုင်ငံရေးပါတီတွေကတော့တရားဝင်ထုတ်ပေါ်ပြောဆိုထားတာမရှိသေးပါဘူး ိုင်ငံတကာကတော့တိုင်းပြည်တည်ငြိမ်မှုမရှိတဲ့အချိန်မှာအာဏာသိမ်းစစ်ကောင်စီဘက်ကကျင်းပဖို့စီစဉ်နေတဲ့ရွက်ကောက်ပွဲကလူမှုထိခိုက်ဒေဆုံးမှုတွေရှိလာမှာကိုစိုးရိမ်နေကြပါတယ်ကျွန်တော်အောင်သူပါခင်ဗျာစကိုင်းတိုင်းတပေးမြို့နယ်အနောက်ဘက်ချမရှိတဲ့အိုထိန်တွေးမြောက်ရွာကစာတင်ကျောင်းကိုစစ်ကောင်စီတပ်ကမေလ12ရက်မနက်9:00နာရီခွဲမှာလေရင်နဲ့ဗုံးကျဲခဲ့တဲ့အတွက်တိစုံးသူ22ယောက်ရှိသွားပြီလို့မင်းညနေ9:00နာရီအထိ DPP ကလက်ခံရရှိတဲ့အချက်လက်တွေအရသိရပါဗျာ မက်တီလာရှန်ဒဲလီတက်ကနေတက်လာတဲ့ဂျက်ဖိုက်တာမျိုးစားလေရင်ဟာတက်ပွဲဖြစ်ပွားတာမရှိဘဲစာတင်ကြောင်းတက်တဲ့ကိုဘုံသီးနှလုံးကျဲချသွားခဲ့တာလို့ဒေတာကန်တွေကပြောပါတယ်ကျောင်းသားကျောင်းသူကလေးအယောက်20နဲ့ဆရာမ2ယောက်စစ်စုပေါင်း22ယောက်တင်ဆောင်ခဲ့ပြီးတရားရရှိသူ90ကျော်ရှိတယ်လို့ဒေသခံကပြောပါရတယ်။အဲ့ဒီထဲကအယောက်30လောက်ဟာတရားပြင်းထန်တယ်လို့စာတင်ကြောင်းလဲပြည့်စည်သွားခဲ့တယ်လို့သိရပါရတယ်။ အိုထိန်တွေးရစာသင်ကျောင်းဟာအန်ယူဂျီပညာရေးဌာနရဲ့အထက်တန်းစာသင်ကျောင်းဖြစ်ပါတယ်ကလေးတွေရဲ့ပညာရေးလိုအပ်ချက်အရစာသင်ကြားနေတဲ့စာသင်ကျောင်းဖြစ်ပြီးကုညီကဲဆယ်ရေးတွေလုပ်နေဆဲဖြစ်တဲ့အတွက်သစ်ဆုံးတိခိုက်မှုအတိအကျကိုအတည်ပြုလို့မရသေးဘူးလို့တပီးရဲနယ်ကပါကဖတာဝန်ရှိသူကိုထွန်းကပြောပါရရှင်ဒီပီပီရုံးမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို ရှုစားခဲ့ရတာပါကျွန်မကတော့ချူချူဆက်မကျေးဇူးတင်ပါတယ်ရှင်